ကပစေးအကြီးဆုံး central midfielder 15ရောက်မင်္ဂလာပါကိုကိန်းစတဖုတ်ဘောရှူအနေချူသွားရခင်ဗျကျွန်တော်ကိုခန့်ပါကျွန်တော်ဒီဗီဒီယိုလေးမှာတော့ travelmarket.com ကပေါ်ပြထားတဲ့ကမ္ဘာဈေးအကြီးဆုံးဗဟိုကွင်းလည်ကစားသမား15ရောက်နဲ့ပတ်သက်ပြီးသုံးသပ်ဆွေးနွေးမှု လုပ်သွားမှာဖြစ်ပါတယ်။အတခုကြိုပြောချင်တာကဒါ central midfielder တွေဖြစ်ပါတယ်။ defensive midfielder တွေမပါပါဘူး။ဒီ DM တို့ CM တို့တတ်မှတ်တာကလည်းတယောက်နဲ့တယောက်တတ်မှတ်ချက်ချင်းတူချင်မှတော့တူလိမ့်မယ်။အခုတတ်မှတ်ချက်ကတော့ travelmarket.com ရဲ့တတ်မှတ်ချက်ဖြစ်ပါတယ်။ကျွန်တော်အခုပြောမှာကတော့ central midfielder ဖြစ်တဲ့အတွက်ကြောင့် Moisés Caicedo တို့ Rodri တို့မပါပါဘူး။ CM Rodri တည်တဲ့ဟောပဲပြောပြပေး ေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်15ရောက်ဖြစ်သတ်မှတ်တာတခြားတော့မဟုတ်ဘူးအနိုင်ဆုံးပြောင်းရွှေ့ကြီးယူရိုတန်း90ရာစတန်တဲ့ကစားသမားတွေကိုသတ်မှတ်လိုက်တာဖြစ်ပါတယ်အဲ့တော့နံပါတ်15မှာရှိနေတဲ့ကစားသမားကတော့တုတ်ကြီးလို့ခေါ်တဲ့ Scott McTominay ဖြစ်ပါတယ် Tominay ရဲ့လက်ရှိကာလပေါက်ကြီးကတော့ယူရိုတန်း90ပါတုတ်ကြီးသည်ယူနိုက်တက်မှာရှိစဉ်အချိန်ကာလထက်အခုအချိန်မှာပြောင်းရွှေ့ကြီးတွေကပို့ပြီးတော့တက်လာတာဖြစ်ပါတယ်အသက်အရွယ်ကတော့28နှစ်ရှိပြီဖြစ်တဲ့အတွက်ကြောင့် ဒီထက်ပို့ပြီးတော့တန်ချင်းမြင့်တက်လာဖို့ကတော့တိတ်လမ်းမမြင်တော့ဘူးပေါ့နော်ဒါပေမဲ့တုတ်ကြီးကိုကျွန်တော်ချီးကျူးရမယ်တာမန်ကစားသမားဘောဝါကနေအီတလီစီးရီးယားဘောလုံးလောကရဲ့အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်လာတဲ့အထိစူးစမ်းအားထုတ်မှုဟာတော်တော်လေးကိုကျမ်းပါတယ်အဲ့တော့ကြောင့်ဒီ travel market value ကတုတ်ကြီးအတွက်တကယ်ကိုတန်ဖိုးရှိတဲ့ထိုက်တန်တဲ့ပြောင်းရွှေ့ခြင်းတည်းရဖြစ်ပါတယ်ခင်ဗျအဲ့တော့တခုကျွန်တော်ပြောဖို့ချင်ရလို့ဒါက trothomarket.com ရဲ့သတ်မှတ်ချက်ဖြစ်တဲ့အတွက်ကြောင့်လက်ရှိ ကာလပေါက်ကြီးနဲ့တချို့နည်းနည်းများခြင်းများမယ်နည်းခြင်းတော့နည်းလိမ့်မယ်အရင်ကွာဟချက်တော့မရှိပါဘူး။ကဲအဲ့တော့နံပါတ်14နေရာမှာရှိနေတဲ့ player ကတော့ Roma အသင်းရဲ့ Manu Kone ပဲဖြစ်ပါတယ်။အမနူကိုနေသည်လက်ရှိအချိန်မှာယူရိုတန်း90ပေါက်ကြီးရှိပါတယ်အသက်က24နှစ်ပဲရှိသေးတဲ့အတွက်ကြောင့်ဒီထက် ို့ပြီးတော့တန်ကြီးတက်လာနိုင်ပါတယ်နောက်တစ်ယောက်အဒူရာတို့ကာမာဗင်ဂါဖြစ်ပါတယ်ကာမာဗင်ဂါရဲ့ဒီ transfer market value ကတော့တော်တော်လေးပြုတ်ကျသွားခဲ့တယ်အရင်ကယူရိုတန်80 90နီးပါးလောက်ရှိခဲ့တာပါဒဏ်ရာပြဿနာမကြာခဏရရှိမှုတွေဒါပွက်ထွက်ကစားခွင့်နေပါမှုတွေကြောင့်အခုလိုတန်ကြီးနှိမ့်ကျသွားခဲ့တာလည်းဖြစ်ပါတယ်တိုးတော့အသက်က22နှစ်ပဲရှိသေးတဲ့အတွက်ကြောင့်သူသာပွက်ထွက်ခွင့်ပြန်ရလာရင်ကြံ့ခိုင်မှုပြေဝလာတဲ့အခါဒဏ်ရာပြဿနာတွေကနေရုံထွက်လာနိုင်တဲ့အခါကာမာဗင်ဂါအချိန်ကာမြွေပြောင်းရွှေ့ကြီးတွေဒီထက်ပိုပြီးတော့ တက်လာနိုင်ခြေရှိပါသေးတယ်။ကဲနံပါတ်7နေရာမှာရှိနေတဲ့ပလေယာကလည်းယူရိုတန်း90တန်းပလေယာတစ်ယောက်ပါပဲ။ Manchester United ရဲ့လူငယ်ကွင်းလင်ကစားသမား ကိုဘီမင်းနူးပါမင်းနူးရဲ့အသက်က20လေးပဲရှိသေးတယ်ဒီတို့ကြောင့်မင်းနူးသာလျင်ဟိုနေရာမှန်လူမှန်ပြန်ရောက်သွားမယ်ဆိုရင်ဒီလိုမှမဟုတ်ဘဲနဲ့တခြားသောအသင်းအသင်းကိုပြောင်းရွှေ့ပြီးတော့ပုံမှန်ပွဲတော်ခွင့်ရမယ်ဆိုရင်မင်းနူးကပရမညာကတန်ကြီးတွေအများကြီးတက်လာအောင်မှာအသက်လေးက20ပဲရှိသေးတယ်ကျွန်တော်အခုပြောမယ့်ကစားသမားတွေထဲမှာဒါမင်းနူးကဒုတိယမြောင်အသက်အငယ်ဆုံးကစားသမားအဲ့တော့ကြောင့်မင်းနူးရဲ့တန်ကြီးဒီနောက်၄-၅နှစ်မှာဒီထက်ပိုပြီးခြေစွမ်းကောင်းမွန်လာမယ်ဆိုရင် အနည်းဆုံးယူရိုတန်80 90လောက်တက်လာနိုင်ခြေရှိတဲ့ပလီယာတယောက်ဖြစ်ပါတယ်။ကဲနောက်တစ်ယောက်ကတော့အတ္တလတီကိုမက်ဒရစ်အသင်းရဲ့စပိန်ကွင်းလယ်ကစားသမားပါဗလိုဘာရီယော့စ်ဖြစ်ပါတယ်။ဘာရီယော့စ်ရဲ့တန်ကြေကတော့ယူရို55သန်းမှာ အတလတီကိုမက်ဒရစ်မှာကစားသမားအကောင်းကြီးရှာပါလာတဲ့အခြေအနေမျိုးမှာဘာရီယိုစ်ကတော့မျောလင်းစရာကစားသမားတစ်ယောက်ဖြစ်ပါတယ်အသက်22နှစ်အရွယ်သာရှိသေးတဲ့အတွက်ကြောင့်သူ့ရဲ့တန်ကြီးကလည်းဒီထက်ပိုပြီးတက်လာနိုင်စရာတွေအများကြီးရှိပါတယ်ခင်ဗျာကဲကျွန်တော်နောက်တစ်ယောက်ကတော့ PSG အသင်းရဲ့အသက်16နှစ်အရွယ်လူငယ်ကွင်းလေကစားသမားလေ Warren Siri Emery ဖြစ်ပါတယ်အဲ့တော့ဒီအသက်16နှစ်အရွယ်ဆိုတာကျွန်တော်အခုပြောပြနေတဲ့ဈေးကြီးဆုံးကွင်းလေကစားသမား15ယောက်ထဲမှာအသက်အငယ်ဆုံးအဖြစ်ရပ်တည်နေတဲ့အသက်အရွယ်ဖြစ်ပါတယ် Siri Emery ရဲ့အသက်ကငယ်လုံးတဲ့အတွက်ကြောင့်ဒီထက်ပိုပြီးတော့ပဲကောင်းလာနိုင်စရာအကြောင်းရှိပါတယ်တန်ကြီးတွေပိုပြီးမြင့်တက်လာနိုင်စရာအကြောင်းပဲရှိပါတယ်အခုလက်ရှိပေါက်ကြီးက Euro 55တန်းမှာဟုတ်ကဲ့ကျွန်တော်ညီကိုတွေကိုတက်လက်စာတွေမိတ်ဆက်ပေးချင်တာကတော့ Super Senior Big Boss စီမှာကျွန်တော်ညီကိုတွေအိုင်ဘတ်ခွန်ရှစ်ကို93လုံးမိမောင်း96တို့ကိုမမတဲ့အပို့စုချင်းများစွာနဲ့ယုံကြည်စိတ်ချသွားကစားနိုင်ပါတယ်အသေးသေးသိချင်တယ်ဆိုရင်တော့ဗမာမတ်39698946940မှာဆက်သွယ်ဆုံးသံမေးမြန်းလို့ရပါတယ် Okay ဒီတစ်ခါတော့နံပါတ်6နေရာမှာရှိနေတဲ့ဈေးအကြီးဆုံးကစားသမားသူကတော့ Newcastle အသင်းရဲ့ Italian ကွင်းလေကစားသမား Sandro Tonali ဖြစ်ပါတယ် Tonali ရဲ့ပေါက်ကြီးကတော့ Euro တန်း60ပါအသက်25နှစ်တနည်းအားဖြင့်ပေါ်စကိုလာမသိဘူးသူအရန်ကြိုက်တဲ့ကွင်းလယ်ကစားသမားကိုက်စီရိုနဲ့ရိုက်စတိုတက်တောင်ပူကောင်းတယ်လို့ဒါပြောထားတဲ့ကွင်းလယ်ကစားသမားပေါ့နော်ဒီတက်ပို့ပြီးတော့တန်ကြီးတွေတက်လာနိုင်စရာတော့ရှိပါသေးတယ်ခင်ဗျကဲနောက်တစ်ယောက်နံပါတ်၈နေရာမှာရက်တည်နေတဲ့သူကတော့ Rinders ပါအဲ့တော့ Messi ရဲ့ကွင်းလယ်ကိုဒီနှစ်ဘောလုံးရာသီမှာရောက်လာပေမဲ့အကောင်းဆုံးခြေစွမ်းတွေပြတ်တနေတဲ့ Rinders ရဲ့ပေါက်ကြီးကတော့ Euro 360ပါ ါမဲ့ तू ကအသက်29ရောက်သွားပြီဖြစ်တဲ့အတွက်ကြောင့် decline ဖြစ်ဖို့ပဲကြံတော့တယ်ဒီတက်ထက်တက်လာနိုင်စရာမရှိတော့ဘူးပေါ့နော်ဘယ်လိုပြောမလဲဒါတော့ peak time ကိုရောက်နေတာပေါ့ကျွန်တော်တွေကကစားသမားတယောက်29ကမကြီးသေးဘူးလို့သတ်မှတ်လို့လည်းရတယ်ဗျဒါမဲ့29ပြီးရင်ထားပါတော့အသက်ထပ်ပြီးတော့ ဟိုကောင်းလာနိုင်တဲ့အရွယ်မရောက်တော့ဘူးအဲ့ဒါကြောင့်ကျွန်တော်ကတော့20ခွန်ကတော့ဘယ်ကစားသမားပဲဖြစ်ဖြစ်ထားပါတော့ဂိုးသမားနဲ့ CB လောက်ကလွင်ကျန်တဲ့နေရာတွေကတော့အရွယ်တစ်ခုရောက်လာပြီလို့ထင်တယ်တန်ကြီးတက်လာနိုင်အောင်မှမက်ဆီရီရဲ့ supplier ရှိမှုပုံမှာမူတည်ပြီးအနည်းငယ်ပဲတက်လာနိုင်တယ်လို့ထင်တယ်ဒါပေမဲ့ Rhinos ကတော့ Euro 360မကတန်တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်ကဲနောက်တစ်ယောက်ကတော့ Inter Milan အသင်းရဲ့ Nicola Barella ဖြစ်ပါတယ် Euro 65တန်တန်ကြီးရှိပါတယ်။ Barella ကလည်းတဟုန်တို့တန်ကြီးတွေမြင့်တက်လာတဲ့သူပေါ့နော်။ Torino မှာရှိစဉ်အချိန်ကာလတုန်းက အဲကလပ်တင်းတချို့စိတ်ဝင်စားတယ်ဆိုရင်ပဲတကယ်အပြောင်းရွှေ့မှာဖြစ်မြောက်ခဲ့ခြင်းမရှိဘူးအင်တာမီလန်ကိုပြောင်းသွားတယ်အင်တာမီလန်နဲ့အတူချန်ပီယံလိနှစ်ကြိမ်ဖိုင်နယ်ထိတက်ရောက်ခဲ့တဲ့အီတလီယန်ကွင်းလယ်ကစားသမားပါအသက်ကတော့28ရှိပြီဖြစ်တဲ့အတွက်ကြောင့်ဈေးတိထက်တက်လာနိုင်စရာအကြောင်းကတော့နည်းသွားပြီပေါ့နော်နောက်တစ်ယောက်ကတော့ချယ်ဆီရဲ့အာဂျင်တိုင်းကွင်းလယ်ကစားသမားအန်ဇိုဖာနန်ဒက်စ်ဖြစ်ပါတယ် အသက်24နှစ်လက်ရှိကာလတန်ကြီးကယူရို85ဒံသူ့ရဲ့စွမ်းဆောင်ရည်ပိုင်းကအသင်းကြီးတွေတော်တော်များကြိုက်တယ်အဓိကတော့သူ့ရဲ့ playing style ပေါ့တော်တော်လှတယ် playing style ကအဲ့ဒီကြောင့် Enzo Fernandez ဒီ Chelsea နဲ့အောင်မြင်မှုတွေထက်ရမယ်ဆိုရင် individual skill တွေကောင်းမွန်မယ်ဆိုရင်ယူရို85ဒံနဲ့ယူရိုတန်100ကျားဈေးကိုတော့ပတ်ချလဲသွားနိုင်မယ်လို့ကျွန်တော်ယူဆပါတယ်နောက်တစ်ယောက်ကတော့ Joao Neves ဖြစ်ပါတယ် Neves ကတော့အသက်21နှစ်ပဲရှိသေးတယ်လက်ရှိချိန်ကမ္ဘာအကောင်းဆုံးကွင်းလယ်ကစားသမားတွေကတယောက်ပြလက်ရှိပေါက်ကြီးကနင်းနေတယ်လို့အောင်ပြောလို့ရတယ် ယူရိုတန်း80တိုးတော့ဂျိုအနေဗက်စ်ကဒီကာလာတန်ဂျင်းနဲ့သွားခေါ်မယ်ဆိုရင် PSG ကရောင်းမှာလည်းမဟုတ်ဘူးဒါတန်ဂျင်းဖြတ်လို့မရတဲ့ကစားသမားတွေပေါ့ဗျာ PSG ဒီသူ့ရဲ့အသက်အရွယ်ရတောက်လျှောက်ဆွဲဥထားမယ်အခြေအနေမျိုးရှိပါတယ်နောက်နှစ်တွေကြာရင်လည်းဒီထက်ပိုပြီးတော့ပဲကာလာတန်ဂျင်းတွေတက်လာနိုင်စရာအကြောင်းရှိပါတယ်ခင်ဗျာကဲနောက်ဆုံး၄ယောက်ပဲကျွန်တော်တင်နံပါတ်၄နေရာမှာရှိနေတဲ့ central midfielder ကတော့ Alexic Magalista ဖြစ်ပါတယ် Magalista ရဲ့လက်ရှိပေါက်ကြေးကတော့ Euro တန်းတရာပါဒီကြောင့်လီဗာပူးကိုမက်ကလစ်စတာကိုခေါ်ခဲ့တာအရင်တန်တယ်လို့ပြောရမယ်ယူရိုတန်း30နဲ့40ဝင်းကျင်ပတ်ချလဲလောက်နဲ့ရအောင်ခေါ်နိုင်ခဲ့တယ်ပေါ့နော်အဲ့တော့မက်ကလစ်စတာရဲ့အသက်က26ဖြစ်တဲ့အတွက်အရင်တော့ငယ်တော့မငယ်တော့ဘူးဒါမှမဟုတ်သူ့ရဲ့စွမ်းဆောင်ရည်ပိုင်းကြီးကအကောင်းဘက်ကိုဥတီနေတဲ့အတွက်အနှဲငယ်လေးတန်ကြီးတော့တက်လာနိုင်စရာရှိပါတယ်ကဲနောက်ဆုံး3ရောက်နံပါတ်3နေရာမှာရှိနေတဲ့ဈေးကြီးဆုံး central midfielder ကတော့ Arsenal တင်းရဲ့ England ကွင်းလေကစားသမား Declan Rice ဖြစ်ပါတယ် Declan Rice ရဲ့လက်ရှိကာလတန်ကြီးကတော့ Euro 10 120ဖြစ်ပါ ်ပါတယ်အသက်က26အင်္ဂလန်သားဖြစ်တဲ့ကလပ်သင်းတတော်များကြိုက်တဲ့ကစားသမားအရင်က legendary တတော်များချီးကျူးခံရတဲ့ကစားသမားပေါ့နော်အဲ့တော့ Arsenal ကသူ့ကိုဘာကြောင့်ဒီလောက်အမောင်းပမာဏပေးလဲဆိုတော့ဒီခြေသွမ်းကြောင့်ဖြစ်ပါတယ်အသက်က26ဖြစ်တဲ့အတွက် ဒီတက်တန်ကြီးအနှဲငယ်လေးတော့တက်လာနိုင်ကြရှိပါသေးတယ်။နံပါတ်1နေရာမှာရှိနေတဲ့ Central Midfielder ကတော့ Federico Vivari ပါ။အဲ့တော့ Vivari ရဲ့လက်ရှိ ကာလပေါက်ကြီးက Euro တန်130ဖြစ်ပါတယ်။ Euro တန်130ကတော့ဒါအများဆုံးအမောက်ပမာဏလို့ပဲကျွန်တော်ထင်တယ်။ Vivari ကိုလည်း Real Madrid ကထုတ်ရောင်းမှာမဟုတ်ဘူး။29ပြည့်28 29 30ဆိုတာအချိန်ကာမျိုးရသွားနိုင်တဲ့အတွက်ကြောင့် Vivari ကိုခေါ်မဲ့ club တွေကလည်းသိပြီးမရှိတော့ဘူးပေါ့နော်။အဲ့တော့ဒီတန်ကြီးက Vivari အတွက်ကျွန်တော်ကတော့အများဆုံးဖြစ်နိုင်တယ်လို့ထင်တယ်။ကဲလက်ရှိ Trotto Market Fat.com မှာဈေးကြီးဆုံး Central Midfielder ကစားသမားကတော့ဘယ်သူလို့ထင်ပါသလဲ။ Barcelona အသင်းရဲ့အသက်22နှစ်အရွယ် Spain ကွင်းလေကစားသမား P3 ဖြစ်ပါတယ်ခင်ဗျ။အဲ့တော့ P3 ရဲ့လက်ရှိကာလတန်ကြီးကတော့ Euro တန်140ဈေးပေါက်ပါတယ်အသက်ကလည်း22ပဲရှိသေးတယ်စကေးကအသက်နဲ့မလိုက်လောက်အောင်ကောင်းမွန်လို့နဲ့အတွက်ကြောင့်ပီတရီကတော့ယူရိုတန်140ထက်ပိုတဲ့ကာလပေါက်ကြီးတွေတက်လာနိုင်မှာကြောင့်သုံးသက်ဆွေးနွေးနေတဲ့ဗီဒီယိုလေးတွေမှာနားခွင့်ပြုပါအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့တို့ကလည်းအားလုံးကျေးဇူးအများကြီးတင်ပါတယ်